ဒီနေ့လိုင်းကောင်းလာလို့ပေါ့နော်အသေးပေးလေးပါဟုတ်ကဲ့ပါ YouTube မှာလည်းအသေးလေး subscribe လေးနှိပ်ပေးခဲ့ပြရပါတယ်နော်ဒီကောင်လေးကတော့ဒါအရင်ဆုံးပေါ့နော်ကျွန်တော်လူဆောင်ရင်းနေပေါ့ဒါ2021မှာ break ခွင့်ပြန်ကြကြရပါဗျာအဲ့ဒီထဲမှာလည်းသူနှစ် break ၃ခါပြည်ရင်ပေါ့နော်ပြန်ကြကြတာပဲနှစ် break ဒီမှာတစ်ချိန်ပေါ့နော်နှစ်ချိန်ကျွန်တော်၃ချိန်ပြည်ရင်ပြန်ကြကြတာပဲအဲ့လိုနှစ် break ဒီကစားခဲ့လို့ပေါ့နော်အဲ့ဒီထဲကတစ်ခုသုံးနှစ်နောက်ပဲပေါ့ဗျာအဲ့နှစ်နောက်ပဲရဲ့ဇောင်းမှာ ဘေးနစ်ကကနန်းတကွာလိုက်ထွက်တယ်ဗောနော်အဲ့လိုလိုက်ထွက်ဖို့လည်းသူ့အပေါ်မှာခါတီနောက်ပိတ်တီခါဝင်ဗောနော်နောက်ပါပါလို့ရိုက်ပြီးမှသူ့အောက်က86ဆိုတဲ့ကနန်းတကွာကိုသူ့ရဲ့နောက်တနေမှာလိုက်ထွက်တယ်ဗောနော်ထွက်တော့လေသူ့အပေါ်ကကျွန်တော်တို့ဒီ86 1ချင်းဗောနော်86ခွန်တလုံးပြောင်းဗောဒါကပရမတ်ကပ်ဗောနော်ဒုတိယကပ်မှာလည်းအဲ့လိုပဲကျွန်တော်တို့ တက်3 6တက်3 6ပြန်ရကြတယ်ဗောနော complete ပြန်ရကြတယ်ဗောအဲ့ညတဲ့မှာလဲသူနှစ်ပရိတ်ဒီမှာတစ်ချိန်ကစားရတယ်ဗောနော်နှစ်ချိန်အဲနှစ်ပရိတ်ဒီမှာ3ချိန်ပြည့်ရင်ဗောနော်3ချိန်ပြည့်သူ့အမှာ196ပြန်ရကြတယ်ဗောအဲ့လိုကြလို့မလို့အဲ့ညတဲ့မှာတစ်ခုတော့နှစ်နောက်ပဲဗောနော်ဒီမှာနှစ်နောက်ပဲသူ့ဆောင်းမှာထွက်တဲ့ဒီ633ဆိုတဲ့ခဏကသူ့ရဲ့ဘေးနှစ်ကခဏဗောနော်အဲ့မှာလဲသူကနောက်ပါဝါရဲ့အောက်ကားလို့ယူဆတယ်ဗောနော်နောက်ပိတ်ဒီခါဝင်ဗောနော် ရှစ်ပိတ်ဒီရှစ်ခါဝင်အဲ့လိုဝင်မှလည်းသူ့အောင်မှာနောက်ပါပါရိုက်ရိုက်ပြီးမှဒီ၃ည၉၃ကိုသူ့ရဲ့နောက်တစ်ပြစ်ကိုကျွန်တော်နှစ်ပိတ်ရဲ့စောင်းမှလိုက်ထွက်ပါတော့ထွက်တော့လည်းသူ့ဘောကအဲ sorry ခဲတံတော့ကျိုးတယ်နော်၃ည၁ကိုဝန်းချင်းပေါ့နော်ခဲတံကျိုးရင်ထက်ချွန်လာမယ်အားပါတော့လိုင်းကောင်းရင်စင်ပြေတယ်နော်လိုင်းမကောင်းရင်တော့ကျွန်တော်လည်းပါန်းလုံးမြောက် ဒါဆိုကျွန်တော်တတိယ gap ပေါ့နော်ဒီမှာကျွန်တော်တို့ရှိခွန်နှစ်ကိုရှိခွန်နှစ်ပြန်ကြကြပါဘောနော်နှစ်ပြိုက်ဒီလဲကျွန်တော်တို့အဲ့ဒီထဲမှာ၃ချိန်ရိုက်ပေါ့နော်နေ့တိခွန်ရဲ့အဲကျွန်တော်တို့အဲ၄၅၃ရဲ့နောက်တစ်ခွက်ကျင်နေဒီ၉၃ရဲ့၃ရဲ့ပေါ့နော်အဲ့လိုရိုက်ပြီးသူ့အောင်မှာဒါပြန်ကြကြတယ်ပေါ့ဗျအဲ့တော့မင်းကျွန်တော်အဲ့ဒီထဲမှာလဲသူကနှစ်ပိတ်ပေါ့နော်နှစ်ပိတ်နှစ်ပိတ်ဆိုတော့ဘယ်နှစ်ပိတ်ကြအောင်လဲဒီမှာပေါ့နော်တကူသောနှစ်ပိတ်ရအောင်သွားအောင်မှာထွက်တဲ့ဒီ၅၃ရဲ့၃ကလည်းသူ့ရဲ့ဘေးနှစ်ကခဏန်းပေါ့နော် အဲ့သူ့အပေါ်မှာလည်းနောက်ဘဝရိုက်တယ်။သူ့အပေါ်မှာခွန်ပိတ်ပြီးခွန်ခါဝင်တဲ့ကဏ္ဍပေါ့နော်။သူကငါးသုံးတဲ့ကိုမြက်ပေးရဲစောင်းမှလိုက်ထွက်တယ်။ထွက်တော့လေငါးသုံးညာလေးဝမ်းကျင်းပဲ။ဒါကကျွန်တော်တတိယကတ်ထိပြီးသွားပြီပေါ့နော်။အဲ့တော့စတုတ္ထကတ်အနေနဲ့ဆက်ခစားခဲ့မယ်ဆိုရင်တော့တကွက်သေးပဲသွားမှာပေါ့နော်။ဒီ3ခု5ဒီကျွန်တော်ခွန်ပိတ်ဒီခွန်ပိတ်ကြားတယ်။အဲ့နှစ်ပိတ်ဒီလည်း3ချိန်ပဲတိုက်တိုက်ဆိုင်ဆိုင်ကစားရတယ်ပေါ့နော်။ဒီမှာ9 9ရှိရဲ့ကျွန်တော်တို့ 336ရဲ့636ရဲ့ပေါ့နော်ကြိုးအောင်မှာ66နဲ့ပြန်ကြကစားပြီးတော့နှစ်ပိတ်လုံးဝနောက်ထပ်မထွက်ခဲ့ဘူးပေါ့နော်အဲ့တော့နှစ်အပိတ်ဒီလေအဲ့2024မှာနှစ်ကြိမ်မရှိတယ်ဗျကျွန်တော်တို့ဒီမှာတစ်ကြိမ်ပေါ့နော်အခုပွဲနဲ့ဆိုတော့ဒါနှစ်ကြိမ်မြောက်ပေါ့နော်နောက်ထပ်နှစ်ပိတ်မရှိတော့ဘူးအဲ့တော့သူစောင်းမှာထွက်မဲ့ကနန်းဒီသူ့ရဲ့ဘေးနှစ်ကကနန်းလို့ယူဆတယ်ပေါ့နော်အဲတနည်းပြောရရင်တော့ဒီ6961ကြိမ်ပေါ့နော် 696ဝမ်းကျင်၄ကတ်လုံးကိုအညီပေးမယ်ဆိုရင်696ဝမ်းကျင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကဏ္ဍကိုယူမိမယ်690ပေါ့နော်အဲ690ကိုဘာလို့ယူလဲဆိုတော့သူ့အပေါ်မှာနောက်ပါပါခါသည်နောက်ပိတ်သည်ခါဝင်ထားတာဒီတစ်ခုပဲရှိတယ်ပေါ့နော်နောက်ပါပါတော့ရိုက်ကြတယ်ကျွန်တော်ကြည့်ကြတော့ဒီတစ်ခုပဲမှတ်တယ်နော်ဒါနောက်ပါပါမဟုတ်ဘူးပေါ့နော်ဒီမှာနောက်ပါပါမဟုတ်ဘူးဒီမှာနောက်ပါပါရိုက်တယ်ပေါ့နော် ဒီမှာဒီဆိုလဲနောက်ပါဝါမရှိဘူးပေါ့ဗျာကျွန်တော်ကြည့်ထားတာမလွဲဘူးဆိုရင်နောက်ပါဝါဒီလဲအဲ့တခုပဲရှိတယ်ပေါ့နော်ကိုဘိတ်ဒီကိုခါနဲ့အဲ့တော့သူ့အောက်ကဒီ690ကိုဒီနေရာမှာကျွန်တော်690ဆိုပြီးတော့အရွှေသတ်သုံးချင်တာပေါ့နော်696ဝန်းကျင်တော့မှတ်ထားပါပေါ့နော်696ဝန်းကျင်နဲ့ဘေးနက်ကကဏ္ဍဆိုရင်လဲမိမိကျန်တဲ့တက်တဲ့ဟာရှိရင်လဲထိုးပေါ့နော်မိမိကျန်တဲ့တက်တဲ့ဟာရှိရင်ထိုးအဲဥပမာ6 6လို့ကဏ္ဍမျိုးပေါ့နော်အရန်ထဲမှာတော့ထည့်ထိုးပေါ့အဲ6နှလုံးပူတာပဲနော်အဲမှာကျန်တဲ့ကဏ္ဍကတော့မိမိကျန်တဲ့တက်တဲ့ရှိရင်ထည့်ထိုးပေါ့နော်ဒါအနည်းကလိုင်းလေး အဲပရမတကကကျွန်တော်တို့ဒီနှစ်ပည့်ရဆောင်မှာ6တိရှိပြီအဲ6 6ခွန်ခွန်ကြီးနဲ့သူရဲ့ပေးနေကကနအဲ့မှာလဲသူ့အပေါ်မှာခွန်ပိတ်ဒီခွန်ခါဝင်ပေါ့နော်နောက်မှာပါလို့ရိုက်ပြီးမှဒီ6 6တိကိုအဲနှစ်ပည့်ရဆောင်မှာလိုက်ထွက်တယ်နောက်တစ်ခါလဲကျွန်တော်တို့အဲ့နှစ်ထဲမှာဒီအဲ6လေးနှစ်မှာနှစ်ပိတ်ပိတ်ပြီးသူ့ဆောင်မှာထွက်တယ်ကိုတုံညာ3ဒီလဲသူ့ရဲ့ပေးနေကကနမဲ့သူ့အပေါ်က3ရက်တိကိုဝမ်းကြီးနဲ့အဲသူ့အပေါ်မှာနောက်ပါပါ6ပိတ်ဒီ6ခါဝင်နေသူ့ရဲ့အောက်ကပေါ့နော် ါဆိုကျွန်တော်တတိယကံမှာလည်းကျွန်တော်တို့အဲနှစ်ပိတ်ရဲ့သောမှာ9000ညသုံးသည်ပေးနေကခဏပေါ့နော်အဲသူ့အပေါ်က9000ညလေးဝန်းကျင်နဲ့ခွန်ပိတ်ဒီခွန်ခါဝင်ပြီးနောက်ပါဝါရဲ့အောက်ကခဏပေါ့နော်ဒါဆိုကျွန်တော်စတုပ္ပရကံနေနဲ့ဆက်ကစားခဲ့မယ်ဆိုနှစ်ပိတ်ရဲ့သောမှာဒါကိုရှိကွန်ဒီပေးနေကခဏမှာကစားခဲ့ဘူးအဲတော့ကျွန်တော်တို့စတုပ္ပရကံနေနဲ့သူ့အောက်သောမှာထွက်မယ်ခဏသည်သူ့ရဲ့ဘေးနေကခဏကျွန်တော်ဒီဘွဲမှာကြိုက်တယ်ပေါ့နော်အဲကြိုက်တယ်ဆိုတဲ့နေရာမှာလည်းသူ့ရဲ့အချုပ်နေနဲ့ အဲသူ့ site တိုင်းပေးခဲ့မယ်ဆိုရင်ဒီ696ဝန်းကျင်နဲ့သူ့ရဲ့ဘေးနေကကဏ္ဍကို6ဘိတ်ဒီ6ခောင်းဝင်နဲ့နောက်ပါဝါဒီဒီတော့ပဲရိုက်တယ်အဲ့တော့သူ့အောက်ကကဏ္ဍဆိုကျွန်တော်တို့ကရွေးချယ်စရာမရှိဘူးပေါ့နော်တဲပေးပါလားကျွန်တော်ပိုင်းသိရင်အောင်တဲပေးမှာပေါ့ကျွန်တော်လည်းပိုင်းမသိဘူးမိကျန်နေတဲ့ရင် like ကသာပေါ့နော်ကျွန်တော်ထိုးတဲ့အလေးကြီးမျှော်ဝေတဲ့ပုံပါပဲဒီကောင်လေးကတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့9000 2000ဆော့တော့တဲ့ line မယ်နော် 50တန်းတန်းဆော့တော်တဲ့ line ကိုကျွန်တော်တို့ဒီကနှစ်ချင်းပေါ့90ချိန်မှာပဲ line ကစားတင်တယ်ပေါ့နော်နေဥမာ3ရက်ထိနေ့ချိန်9ပေါင်းခွန်အဲသူရဲ့နောက်တဲ့နေ့ကျွန်တော်တို့14ချိန်မှာ6ခါတန်းသူ့ဆောင်မှာ4ခါသူ့ဆောင်မှာ4ခါပေါ့နော်လေးလေး9နဲ့ဆောင်ခွန်ရိုက်တယ်အဲ16ချိန်မှာ6ခါတန်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်ပေါ့နော်အဲ73ချိန်က98ဒီအနေနဲ့ချိန်မှာပြန်ရကြပြီးတော့24ချိန်မှာ8အပိတ်လို့ရိုက်တယ်ပေါ့နော် ိုင်းနေထဲမှာလည်းသူက၄ထိပ်ကြီးရဲ့တစ်နှစ်ကျော်မှ၄ထိပ်ကြီးနဲ့ပရိလေးထွက်လို့သူ့ရဲ့နောက်တစ်နှစ်မှာအိုက်ကလန်လိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်ပြီးတော့အဲ၄ထိပ်ကြီးနဲ့၄ပရိထွက်တဲ့နေထဲမှာသူကကျွန်တော်တို့၉ချိန်မှ၄ပရိသူ့ရဲ့ညာဘက်အောက်ကောင်မှ၉ခါဘယ်ဘက်အောက်ကောင်မှ၉ခါပေါ့နော်အဲ့လိုခါတွေတည်ပြီးမှတဲ့သူ့ရဲ့သောမှာသူနှစ်ထိပ်တစ်ပိတ်တစ်ပိတ်နဲ့သုံးပေါင်းချင်း၄ဖြစ်ပြီးတော့အဲ့ဒီထဲမှာ၄အပိတ်၄အပိတ်ပရိလေးရဲ့သောမှာနာပြန်ကြကျွန်တော်တို့ကစားခဲ့တယ်ပေါ့နော်အဲ့လိုကစားခဲ့တယ်အဲ့တော့ကျွန်တော်တို့ကရောက်ကတ်ကိုပဲကျွန်တော်တို့တော့အောင်ဆိုရင် 20ကျိန်မှာထွက်တာပရိင်္ဂါပါတဲ့ဟုတ်ပြီနော်20ကျိန်မှာပရိင်္ဂါသူ့ပေးမှာလဲ6နှစ်3လုံးနဲ့ဇောင်း6လောက်ခံထားတယ်ဒါကကျွန်တော်140ပေါ့နော်ဒါပရမတ်တကပေါ့အဒုတိယကလည်းကျွန်တော်တို့အဲ့လိုပဲတော့အဲဥမာ3ညချင်း2ကျိန်နောက်ပေါင်းခွန်ပေါ့နော်သူရနောက်တနည်းကျွန်တော်တို့14ကျိန်မှာ6ခါတိုင်းပေါ့နော်သူ့ဆောင်မှာ5ခါ3ခါခါ3လုံးခွန်ထည့်တယ်16ကျိန်မှာ6ခါတိုင်း9နောက်ပိတ်18ကျိန်မှာ3နောက်ပိတ်ပေါ့နော် ျွန်တော်တို့73ကြိမ်က35ကြိမ်ကအညတဲမှာပြန်ကြကြတယ်24ကြိမ်မှာရှစ်ပေးရိုက်တယ်ပေါ့နော်အညတဲတခုသောသုံးထိပ်ကြီးရဲ့တစ်နှစ်ကျော်မှာတဲ့၄ထိပ်ကြီးနဲ့ပြိတ်သုံးဆိုပြီးထွက်တယ်ပေါ့နော်အဲ့ထွက်တဲ့ကဏ္ဍကလည်းနောက်တစ်နှစ်ကိုပြန်ကူးတယ်အဲ့၄ထိပ်ကြီးနဲ့ပြိတ်သုံးထွက်တဲ့နှစ်ထဲမှာတဲ့ကကျွန်တော်5ကြိမ်မှာ3အပိတ်ပေါ့နော်4ပိတ်ပြီးတော့3အပိတ်သူ့ရဲ့ညာဘက်အောက်တောင်းမှာက6ခဘယ်ဘက်အောက်တောင်းမှာက6ခပေါ့နော်အဲ့7 3 8ပေါ့ဗျအဲ့လိုခွေပြီးတော့သူ့ရဲ့ညာဘက်အပေါ်ဆုံးမှာသူကခွန်ထိတ်ခွန်ဘိတ်ကိုဘိတ်နေပေါ့နော်ခွန်ထိတ်ခွန်ဘိတ်ကိုဘိတ်နေသုံးလုံးပေါင်းရင်း3ဖြစ်တယ်ပေါ့ အဲ့တော့၃ဖြစ်လို့သူက၃အပိတ်၃အပိတ်ရဲ့ဖိလေးရဲ့ဇောင်းမှာဒါ9 6ကျွန်တော်တို့ပြန်ကြကစားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရောက်ကက်ကိုသွားမယ်ဆိုရင်လေဒီ20ချိန်မှာကဒီ9 6ဒီပရိ9ပဲဟုတ်ပြီနော်ပရိ9ပဲဒီမှာလည်းပရိ9ပဲပရိ9တွေကဘာလို့လာလဲဆိုတော့ကျွန်တော်တို့အကွာအဝေးရဲ့အတူတူပဲဒီကနေရရမှာနော်၄9 1 3ညပရိတနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းချာဒီမှာ3ညပရိပေါ့နော်အဲ့တနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းချာလိုက်ဒီမှာလည်း တုံညာပြိတ်ပဲเนาะအဲတုံညာရဲ့ပါဝါလေးကို၅ပြိတ်ပို့အောင်เนาะဟုတ်ပြီဒါဆိုကျွန်တော်တတိယကတ်တော့ဒီမှာတုံညာထိပ်နေဦးမှာနှစ်ချိန်မှာနောက်ပေါင်းခွန်သူရဲ့နောက်တနည်း14ချိန်မှာ6ခါတိုင်းလူစားမှာ6ခါ2ခါနဲ့ဇောင်းခွန်ရိုက်ပေါ့เนาะ16ချိန်မှာ6ခါတိုင်းခွန်တော့ပဲရိုက်18ချိန်မှာ3အပိတ်လို့ရိုက်တယ်ပေါ့เนาะအဲ13ချိန်မှာထွက်ထားတဲ့ဒီ26ကလည်းအညတင်မှာ6နှစ်ရှိလို့ရှိရပိတ်နေပေါ့နော်24ချိန်မှာရှိရပိတ်တာပြန်ကြလဲဖြစ်တယ်ပေါ့ကြအဲ့ဒီထဲမှာလဲသူကတခုတော့နှစ်ထိပ်စီရဲ့တစ်နှစ်ကျော်မှာတဲ့သူက၄ထိပ်စီနဲ့ပိတ်နှစ်ထွက်တယ်ပေါ့နော်အဲ့ထွက်တဲ့ကလေးကလည်းနောက်တစ်နှစ်ကိုလိုက်ထွက်တယ် အဲ့လိုထွက်တာ ਨੇ ဒီလေးချိန်ကြီး ਨੇ ဗလိတ်နဲ့ထွက်တဲ့နှစ်ကျွန်တော်၉ချိန်မှာပေါ့နော်နှစ်အပိတ်၄၃နှစ်ပေါ့နော်သူရဲ့ဘယ်ဘက်အောင်မှာခွန်ခါပေါ့နော်သူရဲ့ညာဘက်အောင်မှာခွန်ခါပဲလူသောမှာအဲ6ထိပ်၊၃ညာအပိတ်၊၆အပိတ်ပေါ့နော်၃လုံးပေါင်းခြင်းဒီကျွန်တော်တို့နှစ်လို့ဖြစ်ပြီးမှအဲ့ဒီထဲမှာဒါနှစ်အပိတ်နှစ်အပိတ်ပရိလေးဆိုဒီတစ်ခုပဲရှိတာလေလူသောမှာကျွန်တော်တို့ပြန်ကြအနေနဲ့ဖန်ဆော့ခဲ့တယ်ပေါ့နော်အဲ့တော့ပြန်ကြတော့အောင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့အခုရောက်ကံမှာသူက ငါးပရိတ်ပဲဆက်ပြီးမလားပေါ့နော်ငါးပရိတ်နှစ်ခွက်ထွက်ရမှာတစ်ခွက်ကျင်နေအဲ့တော့ငါးပရိတ်ဒီ20ဒီမှာအဲဆက်ပြီးခဲ့မလားပေါ့နော်ဒီမှာဆိုလဲသူကကျွန်တော်တို့ဇောင်းချောက်လို့ခံတယ်ပေါ့နော်ဇောင်းချောက်လို့ခံပြီးတော့သူကဘယ်လိုလုပ်လဲဆိုတော့ဒီအဲ၄ပရိတ်ပေါ့နော်ဒါ၄ပိတ်၄ပိတ်ပေါ့ဗျာ၄ပရိတ်ပေါ့အဲ့၄ပိတ်၄ပရိတ်ကြောင်းလေသူနောက်ပိတ်၃လုံး၄ပေါ့ဗျာနောက်ပိတ်၃လုံး၄ နောက်ပိတ်၃လုံးလေးနဲ့ပရိင္ကထွက်ပြီပေါ့နော်ဒါပရမတ်ကဒုတိယကတ်မှာလည်းသူကဘယ်လိုထွက်လဲဆိုတော့၃အပိတ်၃အပိတ်ပရိလေးကြောင်းနဲ့အဲသူ့ရဲ့နောက်တနည်း၂၀ချိန်မှာပရိလေးထွက်တဲ့ချိန်မှာနောက်ပိတ်၃လုံးက၄ရပါပဲ၄လေး၆ပေါ့နော်နောက်ပိတ်၃လုံး၄ပရိင္ကပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာလည်း၉လေးတင်နဲ့ဇောင်းပေါင်းရင်း၄လို့ခံထားတယ်သူ့ဘေးမှာထွက်မဲ့ကျွန်တော်တို့ဒီကနန်းဒီနောက်ပိတ်၃လုံး၄ရုံးမယ်ဆိုရင်ပေါ့နော်ဒီမှာနှစ်ပိတ်နှစ်ပိတ်ပရိလေးမလို့ဒီ၃လုံး၄ရုံးမယ်ဆိုရင်ကျွန်တော်တို့က၃ညဖိတ်ပေါ့နော်၃ညဖိတ်ရမယ်အဲ့တော့ကျွန်တော်ဟုတ်ပြီထိတ်စည်းဖို့ဘယ်လိုထည့်မလဲဆိုတော့တဲ့ ူကလေးအပိတ်လေးအပိတ်ပရိလေးလို့ရိုက်တာနဲ့သူ့ဆောင်မှာကဏ္ဍတီပြန်ကြပေါ့နော်အဲ့မှာလဲသူကဒီက၃ထက်ကြောင်းနဲ့သူက၄ရယ်၅ရယ်၄ရယ်ပေါ့နော်၃လို့ရိုက်တယ်ဒီမှာ၈၁၃ပေါ့နော်ဒီ၈ဒီ၈ကြောင်းပေါ့နော်ဒီ၈ကလည်းတော့လို့မယ်ဒီ၈ကြောင်းလို့သူက၈အပိတ်၈ခါပေါ့နော်နှလုံးပေါင်း၉လို့၉ပဲဒီ၈ဒီရယ်သူ့ရဲ့တနည်းကြောင်းက၈ခါရအပေါ်ကကဏ္ဍပြန်ကြကြတယ်နော်အဲ့တော့ဒီ၈ကဘယ်မှာလုံးလုံးလဲဆိုတော့ဒီ၂၀ချိန်မှာသူကထိပ်စီး၃လုံး၈လို့ပြန်ထည့်သွားတယ်၃၄၁ပေါ့နော်ထိပ်စီး၃လုံး၈ ကျွန်တော်တို့ရှစ်လို့ထည့်သွားတယ်ဒီရှစ်ခါကြောင့်ကျွန်တော်ကတော့ရှစ်လို့ထည့်တယ်လို့ယူဆတယ်ဗောနောနောက်ပိတ်သုံးလုံးကတီးပေါ့အဲ့မှာတစ်တုံညာ140ဆိုပြီးတော့ထွက်တယ်လို့ယူဆတယ်ဗောနောအဲ့ဆိုကျွန်တော်လက်တီးယဒုတိယကက်ကိုလည်းအဲ့လိုပဲတော့အောင်ကျွန်တော်တို့ဒီမှာ3ပိတ်3ပိတ်ပရိဒီလူဆောင်မှာဒါပြန်ရကြတယ်ဒီ3ထိတ်ကြောင်းနဲ့သူက4ထိတ်နဲ့ဒီ3လုံးက3လို့သွားတာဟုတ်ပြီနော်ဒီ3လုံး3လို့သွားတာအဲ့တော့ဒီမှာရှစ်ခါတစ်ပိတ်ပေါ့နော်ဒီတစ်ကြောင်းပဲသူရဲ့တနည်းကြော်ပြီးပြန်ကြကလည်းတစ်ခါရဲ့အပေါ်ကကန်းပေါ့နော်အဲ့တော့ကျန်နေတာကပဲကျန်လဲဆိုတော့ဒီမှာရှစ်ခါကိုကျန်တယ်အဲ့တော့ထဲသီး3လုံးကိုသူရှစ်လို့ နစစ်ဒီမှာထည့်တယ်နောက်ပိတ်ကုန်လုံးလေးနဲ့ဒါပရိမားတကွာထွက်ခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်တတိယကတ်မှာလည်းသူကဒီမှာနှစ်ပိတ်နှစ်ပိတ်ဒီမှာ6ထိပ်ပြတ်သွားပြီနော်လှည့်သားတယ်ဒီတက်ရဲ့ဘာဘာ6ထိပ်ပေါ့နော်အဲ6ကြောင့်မလို့လူသားအောင်မှာကျွန်တော်တို့7ထိပ်ခံထားတဲ့အတွက်ရှေးပေါင်း7နဲ့ပြန်ကြ936ပေါ့နော်936အဲ936မဟုတ်ဘဲနဲ့356ဆိုတော့ပတ်လေထိုးတဲ့သူတွေကြားကြတာပေါ့နော်အဲ့မှာကျွန်တော်တို့ဒီမှာပြန်ကြကြသွားခဲ့ပြီအဲ့တော့သူက6ကိုလည်းဒီ3လုံး6ဖြီးတယ်အဲ့တော့ဒီတက်ခါ ရှစ်ပိတ်ဒီရှစ်ပိတ်ကြောင့်သူကရှစ်ခါတိုင်းရဲ့အပေါ်ကကနန်းဆိုတော့ရွေးချယ်ကြရလဲကျွန်တော်တို့မှမရှိဘူးပေါ့နော်ဒီနှစ်နှစ်ခွန်းနဲ့936ပဲရှိတယ်အဲ့မှာနှစ်နှစ်ခွန်းသွားလဲကျွန်တော်တို့ကကြိုက်ကြတယ်မပါဘူးအဲဗရိတ်လေးတွေရောအကုန်လုံးနဲ့ညီတော့936ပဲညီခဲ့တာပေါ့နော်အဲ့တော့936ရွေးချယ်မှုမှန်ခဲ့တယ်ပေါ့နော်အဲ့တော့အဲဒီမှာသူကတစ်ခါကြံနေတာအဲ့တစ်ခါဒီကျွန်တော်တို့ကဒီ3လုံး1လို့ထည့်မယ်ဆိုရင်အာရှစ်ကိုအညီပြလိုက်မယ်ဆိုရင်3ထိတ်ကိုထည့်လို့ရတယ်နော်ဒါမှမဟုတ်ကျွန်တော်ကသူ့ရဲ့အသွားလာတိုင်းနဲ့ဒီတစ်ခါကိုဒီထည့်ဒီ3လုံး1လို့ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့က6ထိတ် ဟုတ်ပြီနော်6ထိပ်ဆိုတော့9ခါထိပ်ရုံပဲပရိင္ခါဆိုတော့690ပေါ့နော်ဒီနေ့ဆိုင်မှာခါတူခါမရိုက်သေးဘူးနော်အဲနှစ်ဆအနေပြီးတော့ဒီခါတူခါမရိုက်သေးဘူးခါတူခါလည်း6နေတာပေါ့နော်အဲ့တော့ခါတူခါနဲ့လည်းကြိုက်တယ်အဲ့တော့690ပေါ့နော်ဒါကဒီ20ချိန်မှာပရိင္ခါကိုဖန်ပြတော့ပေါ့နော်နောက်တစ်လိုင်းကလည်းအဲ့လိုင်းထဲမှာပဲသူကဒီ၄တွေကအလုံးလုံးပဲပေါ့နော်၄ဘိတ်၄ဘိတ်ဒီချောင်းဒီပြန်ရကြသလိုသူ့ရဲ့နောက်တစ်နေ့မှာဒီခါနဲ့နောက်တွဲနေ၄ဖြစ်တာလေဒီမှာစဖြစ်တာပေါ့နော်၈၃၃နဲ့၃လုံးပေါင်းရင်၄ဖြစ်တာ 833နဲ့3ပေါင်းပေါင်းချင်း4ဖြစ်ပြီးသူ့အောက်မှာထွက်တဲ့ဒီ865ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့ဘေးနစ်ကထွက်ထားတဲ့ကဏ္ဍတစ်ခုပါပေါ့နော်685ကိုကျွန်တော်တို့865လို့လိုက်ထွက်တာဟုတ်ပြီနော်ဒါကလည်းတစ်မျိုးပေါ့နော်ဒါဆိုဒုတိယကံမှာလည်း3ဘိတ်3ဘိတ်ပေါ့နော်သူ့ဆောင်ကအဲသူ့ရဲ့နောက်တစ်နှစ်မှာတဲ့သူကဒီနှစ်ခါရဲ့၅ခါရဲ့6ဘိတ်ရဲ့ကို3လို့အဲ့မှာစဖြစ်တယ်အဲ့စဖြစ်တာရဲ့အောက်မှာထွက်တဲ့ဒီ69တိကလည်းကျွန်တော်တို့သူ့ရဲ့ဘေးနစ်ကကဏ္ဍတစ်ခုပဲပေါ့နော် အဲကုတ္တရှိကို၈ခုတင်လို့လိုက်ထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာတတိယကန့်နေနေပေါ့နော်နှစ်ပိတ်နှစ်ပိတ်ရိုက်ထားခြင်းကြောင့်ကျွန်တော်တို့ကဒီခါနဲ့ခါနဲ့နောက်ပိတ်နေပေါ့နော်သုံးလုံးပေါင်းခြင်းနှစ်ကဒီမှာစဖြစ်တာအဲ့တော့သူ့အောင်မှာထွက်မဲ့ကဏ္ဍကလည်းသူ့ရဲ့ဘေးနှစ်ကကဏ္ဍပဲလို့ကျွန်တော်ကတော့ယူဆလိုက်တာပေါ့နော်အဲ့တော့690တည်းလည်းဘေးနှစ်ကကဏ္ဍပဲအဲ့တော့ကျွန်တော်690ကြိုက်တယ်ပေါ့နော်ဒါကကျွန်တော်တို့နှစ်ဆိုင်မြောက်ပေါ့နော် အဲနောက်နီးလို့မလို့ပေါ့နော်ကျွန်တော်ချက်ခါကနီးလို့အဲ line နဲ့ကောင်းအောင်အဆင်ပြေမယ်ဆိုတော့နောက်တလိုက်ပြတ်ပြီးမယ်ပေါ့နော်နောက်တလိုက်ကတော့ကျွန်တော်ပြီးတဲ့ဘက်ကလည်းပြထားခဲ့ပါတယ်နော်20နဲ့၄ချိန်မှာနောက်ပေါင်းလေးပေါ့နော်သူရနောက်တနည်း20နဲ့၄ချိန်မှာတစ်ထိပ်ပေါ့နော်နောက်ပေါင်းလေးတစ်ထိပ်အဲ့လိုရိုက်ပြီးတော့သူကအဲ့နဲ့တည်းနှစ်ဆမှာသူနောက်ပေါင်းလေးလို့ရိုက်တယ်နောက်ပေါင်းလေးလို့ရိုက်တဲ့သူကအဲ့နဲ့တည်းရှေးပေါင်းလေးစကြရင်ပရိလေးကြတယ်ဟုတ်ပြီနော်ပရိလေးကြတယ်အဲ့တော့သူရတစ်နှစ်ကျော်ကျွန်တော်တို့၉ချိန်မှာလည်းနောက်ပေါင်းလေးပဲ ဟုတ်ပြီနော်၉ချိန်မှတော့ပေါင်းနေသူရဲ့နောက်တနည်း၁၂ချိန်မှ၅ထိပ်သူ့အောင်ပါ break 6လို့ရိုက်တယ်၅ထိပ် break 6လို့ရိုက်တယ်ဘောနော်၅ထိပ်ကတော့ပုံဒီ break 6ကတော့စီနီယံသွားမှာအဲ့တော့ဒီ break လေးလို့ဒီနောက်ရှေးပေါင်းလေးရိုက်တယ် break လေးရိုက်ရင်သူ့ရဲ့မြင်းကုန်မှာ၄ break လို့တိုက်တယ်အဲ့၄ break လို့ရိုက်တယ်အဲ့ဒီထဲမှာပထမဆုံး၄ခါလို့ကြာရင်သူ့အောင်မှာ၁ break လို့ရိုက်တယ်အဲ့ဒီ break လို့ရိုက်ပြီးတာနဲ့သူ့ရဲ့အောက်ဆုံးမှာ၅အပါနဲ့ break လေးပြန်ရိုက်တယ်ဟုတ်ပြီနော် break လေးပြန်ရိုက်တယ်ရိုက်ပြီးတော့အဲ့ဒီထဲမှာသူကညီ အဲကနန်းလူကနန်းပေါ့နော်နှစ်နှစ်ကျော်ကိုကနန်းလူကနန်းပြန်ထွက်တယ်ပေါ့ဗျာဒီလေး963က39လေးလို့ထွက်တယ်အဲ့လိုထွက်တော့လေသူဆောင်းမှာဗလိလေးရဲ့ဆောင်းမှာမှလိုက်ထွက်တာအဲ့လိုထွက်ပြီးတော့သူ့အောင်မှာထွက်တဲ့ဒီ68ခွန်ကလည်းသူကတစ်ပိတ်3ထိတ်ခွန်ပိတ်ပေါ့နော်သုံးပေါင်းပေါင်းချင်းပြစ်ဖြစ်ပြီးတော့ဒီ68ခွန်ဆိုတဲ့ကနန်းကလည်းတနည်းနှစ်နှစ်ကျော်ကလာတဲ့ကနန်းပဲပေါ့နော်68ခွန်ကိုဒီမှာအဲ69ခွန်ကို68ခွန်လို့လိုက်ထွက်တယ်အဲ့လိုထွက်ဖို့ရည်ဦးလေသူ့ရဲ့ဒီ၄ဗရိတ်ကြောင့်အောက်နှစ်ပင်ကြောင့်မှသူက၄ခါ နှစ်ပိတ်ပေါ့နော်ဂျင်ဂျင်ညာတော့မှာလေးခန်းနှစ်ပိတ်သူ့အောက်တပင်းတို့မှာသုံးအပိတ်လို့ရိုက်ပြီးမှအဲသူ့ရဲ့ဇောင်းမှာကျွန်တော်တို့ဒီကိုရှိကုန်းနှစ်နှစ်ကျော်ကနားကိုရွှေ့တာပေါ့နော်သူ့အပေါ်ကလည်းဒီသုံးကိုလေးကလည်းနှစ်နှစ်ကျော်ကသားလေးကနားနှစ်ခွက်ဆင့်ရိုက်တယ်ပေါ့ဗျအဲ့လိုရိုက်ပြီးမှသူ့အောက်မှာထွက်တဲ့ဒီကွန်တင်ကားကလည်းသူ့ရဲ့ဘေးနှစ်ကတဲ့ကနန်းတစ်ခွက်လို့ယူဆလို့ရတယ်ပေါ့နော်တဲ့ရောတဲ့ပေါ့မိမိချင်းနေတဲ့လို့အရင်တော့အားတော့ထိုးကြပေါ့နော်ဒီခွန်တင်ကားဒီသူ့ရဲ့နောက်တစ်နှစ်မှာခွန်တင်ကားလို့တဲလိုက်ထွက်တယ် ဘယ်ကနန်းထွက်လဲဆိုတော့သူကတော့လေးခါပြပရိရဲ့အောက်ကခွန်ပြင်းကားကိုနောက်တစ်နှစ်မှာဒဲလိုက်ထွက်တယ်လို့ယူဆတယ်ပေါ့နော်သူဘေးမှာလည်းလေးခါထံခံထားတယ်ပေါ့ဗျာဒါကကျွန်တော်တို့တော့ပထမတစ်ခတ်ပေါ့နော်ဒုတိယကတော့လောလောဆယ်မကြည့်ဘူးနော်ထွက်ချင်ထွက်နေတာကြည့်လိုက်ကုန်နေမြဲဒုတိယကံဒီမှာနှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့နော်နှစ်ဆမှာတစ်ထိတ် sorry နှစ်ပိတ်မှာပဲတစ်ထိတ်ပေါ့နော်နှစ်ပိတ်မှာနောက်ပေါင်းလေးနှစ်ပိတ်မှာတစ်ထိတ်ပေါ့နော်ရိုက်ရိုက်ရိုက်တယ်ရပြီးတော့လည်းအဲ့နှစ်ထဲမှာသူကနှစ်ဆမှာနောက်ပေါင်းလေးလိုရိုက်တယ် နောက်ပေါင်းလေးလို့ရိုက်ပြိုင်နေတဲ့မှာရှီပေါင်းလေးလို့စကြတာနဲ့သူ့အောင်မှာပရိလေးစတွတ်တယ်။ပရိလေးစထုတ်ပြီးသူ့ရဲ့တနည်းကြော်မှာကျွန်တော်တို့၉ချိန်မှာပဲသူကနောက်ပေါင်းလေးရိုက်တယ်။သူ့ရဲ့နောက်တနည်း၁၂ချိန်မှာ၅ထိပ်သူ့အောင်မှာပရိတိလို့ထွက်တယ်။ဟုတ်ပြီနော်။ sorry ပရိ၅လို့ထွက်တယ်ပေါ့ဗျာ။၆ပရိကျွန်တော်၅ပရိပေါ့နော်၅ထိပ်၁၂ချိန်မှာ၅ထိပ်ကပုံသေးပေါ့။အဲ့တော့အဲ့ဒီရှီပေါင်းလေးရိုက်တာနဲ့ပရိလေးရိုက်ပြီးသူ့ရဲ့တနည်းကြော်မြင်းကုန်မှာလည်းပရိလေးရိုက်တယ်ပေါ့နော်။စရိုက်တယ်ပေါ့။အဲ့ဒီအချိန်မှာသူကပထမဆုံး၄ခါကြာရင်သူ့အောင်မှာတစ်ဆွန်းနဲ့ပရိရိုက်တယ်။ ရိုက်ပြီးတော့လည်းသူ့အောက်ကောင်းမှာငါဘာနဲ့ပရိလေးလို့ပြန်ထွက်တယ်။အဲ့ဒီထဲမှာလည်းသူကဘလို့ပြန်ကစားလဲဆိုတော့ဒီနှစ်နှစ်ကျော်ကနန်းကိုတဲ့သုံးခွန်နှစ်ကိုနှစ်နှစ်ကျော်သုံးနှစ်ခွန်လို့ရှိတယ်။ရှိတဲ့နေရာမှာလည်းသူ့ကောင်းမှာပရိလေးရဲ့ဆောင်းမှာလိုက်ထွက်တာ။အဲ့ပရိလေးရဲ့ဆောင်းကိုဘာလို့ထွက်လဲဆိုတော့သူ့အောင်နှစ်ပင်ကျော်မှာလေးခါသုံးပိတ်လို့ခံထားတာပေါ့နော်။ပထမကလေးခါနှစ်ပိတ်ဒီမှာလေးခါသုံးပိတ်လို့ရိုက်တယ်။အောက်ဒီမှာကျော်မှာလည်းသုံးပိတ်လို့ရိုက်ပြီးမှဒီသုံးခွန်နှစ်ကိုနှစ်နှစ်ကျော်မှာသုံးခွန်နှစ်လို့လိုက်ထွက်တယ်။အဲ့လိုထွက်ပြီးတော့လည်းသူ့အောင်မှာထွက်တဲ့ဒီတစ်နှစ်သုံးကလည်းသူ့ရဲ့ဘယ်ဘက်နှစ်နှစ်ကျော်က လာခဲ့တဲ့ကဏ္ဍပေါ့နော်သုံးတင်းညကိုကျွန်တော်တို့တင်းနဲ့သုံးလို့ထွက်တယ်ထွက်တော့လဲသူကငါးအပိတ်သုံးထိပ်သုံးအပိတ်နဲ့သုံးလုံးပေါင်းချင်းတက်လို့ဖြစ်ပြီးမှသူ့အောင်မှာထွက်မဲ့ကဏ္ဍတည်တဲ့ဒီတက်တဲ့အကြောင်းပေါ့နော်သူရဲ့ဘေးနဲ့ကတက်ပရိရဲ့အောက်ကဒီလေးခါတက်ပရိရဲ့အောက်ကဒီ6 8လေးပါဆိုပြီးတော့တက်ပြန်ထွက်သွားတာပေါ့နော်ဒါကကျွန်တော်ဒုတိယ gap ပေါ့နော်ဒါဆိုကျွန်တော်တတိယ gap နှစ်ဦးနှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့နော် နှစ်နှစ်ပိတ်မှာပဲတစ်ထိတ်စီလို့ရိုက်တယ်နှစ်ပိတ်မှာနောက်ပေါင်းလေးတစ်ထိတ်လို့ရိုက်တယ်အဲတစ်ထိတ်လို့ရိုက်တဲ့နေ့ထဲမှာပဲကသူကရှေးပေါင်းလေးလို့စကြရင်ရှေးနောက်ပေါင်းလေးကြာတယ်ပေါ့နော်နောက်ပေါင်းလေးကြာပြီသူကရှေးပေါင်းလေးလို့စကြရင်သူကဒါလေးကမဆွဲမိတည်လို့ပေါ့နော်အဲရှေးပေါင်းလေးလို့ကြာရင်သူ့အောင်မှာပရိသေးထွက်တယ်ပရိသေးစရိုက်တယ်ပေါ့နော်သူရဲ့တစ်နှစ်ကျော်မှာလဲသူက၉ချိန်မှာနောက်ပေါင်းလေးပဲသူရဲ့နောက်တစ်နှစ်၁၂ချိန်မှာ၅ထိတ်သူ့အောင်မှာပရိလေးလို့စီရင်ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးတော့ဒီ နှစ်နော်ရှီပေါင်းလေးလို့စကြတာနဲ့သူ့အမှာပရိလေးထွက်တယ်ဗောနော်ပရိလေးရဲ့မြင်းကိုမှသူလေးပရိအိုက်မှာစရိုက်တယ်ရိုက်တာနဲ့သူကအိုက်နေတဲ့မှာပထမဆုံးလေးခါလို့ကြာရင်သူ့အမှာတစ်ပရိလို့ရိုက်တယ်တစ်ပရိလို့ရိုက်ပြီးတာနဲ့တဲ့သူ့ရဲ့အောက်ကောင်းမှာသူကငါးပါနဲ့ပရိလေးပြန်ရိုက်တယ်ဗောနော်ငါးပါနဲ့ပရိလေးပြန်ရိုက်ပြီးတော့အိုက်နေတဲ့မှာသူ့ရဲ့ဘေးနှစ်နှစ်ကျော်ကဇောင်းနှစ်ပင်တက်တယ်ကနန်းလာဒီခွန်ရှိကူကိုကိုခွန်ရှိလို့ထွက်တယ်အဲ့လိုထပ်ဖို့ရည်ရွယ်လဲသူ့ရဲ့အပေါ်သောမှာ၄ပြိတ်ကခံခဲ့ရအောင်နော်။အဲ့၄ပြိတ်ဒီလဲအောက်နှစ်ပင်ကျော်မှာ၄ခါ၄ပြိတ်ဆိုပြီးရိုက်တယ် ပထမက၄ခါ၂ပိတ်၄ခါ၃ပိတ်ဒီမှာ၄ခါ၄ပိတ်လို့ရိုက်တယ်။ရိုက်ပြီးတာနဲ့သူကအောက်တပင်ကျော်မှာ၃အပိတ်လို့ရိုက်တယ်။၃အပိတ်လို့ရိုက်ပြီးမှဒီနှစ်ပင်ကျော်ကဏ္ဍပေါ့နော်ဒီခွန်ရှိကိုခွန်ရှိကိုလို့ထွက်ပြီးသူ့အောင်မှာထွက်တဲ့ဒီ696ကလည်းနှစ်နှစ်ကျော်ကလာခဲ့တဲ့ကဏ္ဍပဲ။အဲ့လိုလာခဲ့တဲ့နေရာမှာလည်းသူက6နောက်ပိတ်9ထိပ်6နောက်ပိတ်၃ဘောင်ချင်းတစ်ဖြစ်လို့တဲ့သူ့ရဲ့ဘေးနေက လေးခါတက်ပရိရဲ့အောက်ကကဏ္ဍမှာဆိုကျွန်တော်တို့ဒီ636ကလည်းဒီဘွဲမှာထည့်ထိုးအောင်မှာပဲကြိုက်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 ထည့်ထိုးအောင်မှာပေါ့နော်သူ့ဆိုင်တိုင်းသူ့ပေးသွားခဲ့ရင်တကွက်ထဲပဲဒီခေါင်းနဲ့ဒါ636ပေါ့နော်မိမိကြိုက်နေတဲ့ဘေးနေကကဏ္ဍထည့်ကြရင်လည်းထည့်လိုက်ထိုးပေါ့ကျွန်တော်ကတော့ဒီနေ့ညလိုက်မှာဒါဘေးနေကကဏ္ဍကိုအဓိကဥသောပြပြတယ်ဒီ690နဲ့ကျွန်တော်တို့636တဲ့ပေါ့နော်ဒါဆိုမှမိမိကြိုက်နေတဲ့လို့ရှိရင်တော့အာနည်းနည်းရင်ပေါ့နော်အဲနားတော့နားလည်မယ်တင်ပါတယ်နော်ဒီပရိလေးရဲ့ဆောင်းမှာနည်းနည်းကြောကဏ္ဍလိုက်ပါတယ်ပေါ့နော်ထော်တာနဲ့သူ့အမှ ူအောင်နှပင်ကျော်မှာလည်းသူက၄ခါ၄ပိတ်အောက်တပင်ကျော်မှာ၃ပိတ်လို့ရိုက်တယ်ပေါ့နော်ရိုက်ပြီးတာနဲ့သူကဒီနှပင်ကျော်ရဲ့အောက်မှာထွက်တဲ့ကိုရှိခွန်ကလည်းဒါ၁၃ခွန်နဲ့၃လောင်းပေါင်းနဲ့၁ပြည့်ပြီးတော့ဒီနှစ်နှစ်ကျော်ကဒီခွန်ရှိကိုပဲနှပင်ဆင့်ရိုက်တာနှစ်နှစ်ကျော်ကနေသူအဲ့လိုရိုက်ပြီးမှသူ့အောက်မှာထွက်တဲ့ဒီခွန်တင်ကားကဘေးနစ်က၄ခါ၁ပိတ်ရဲ့အောက်ကကနန်းပေါ့နော်ဒါကပရမတကပေါ့နော်ဒုတိယကံမှာလည်းကျွန်တော်တို့ဒီမှာ3ခွန်းနှစ်ကိုနှစ်နှစ်ကျော်မှာ3နှစ်ခွန်းလို့ထွက်တယ်ထွက်တော့လေ၄ပိတ်ရဲ့ဆောင်းမှာထွက်တာเนาะ၄ပိတ်ဒီလေအောက်နှစ်ပိတ်ကျော်မှာ၄ခါ3ပိတ်လို့ရတယ်အောက်နှစ်ပိတ်ကျော်မှာ3ပိတ် ဲ့လိုရိုက်ပြီးမှဒီသူ့အောင်မှာထွက်တဲ့ဒီတင်းနေတုံးကလည်း9 3 3နဲ့3လုံးပေါင်းချင်းပြစ်ဖြစ်ပြီးတော့နှစ်ပင်ကျော်ကနှစ်နှစ်ကျော်ကပေါ့နော်ဒီတုံးတင်းနေကိုအကွက်ရွှေနေနဲ့ရွှေခဲ့တာအဲ့တော့သူ့အောင်မှာထွက်တဲ့ဒီ68 4ကလည်းသူ့ရဲ့ဘေးနစ်ကပထမဆုံး၄ခါတစ်ပရိယောက်က68 4ကို68 4တက်ပြန်ရိုက်တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာတတိယကန်နေနဲ့ဒီနှစ်ပင်ကျော်ကနခွန်ရှိကိုကိုခွန်ရှိလို့ထွက်သွားပြီပေါ့နော်ထွက်ပြီးတာနဲ့သူကအဲ့လိုထွက်ဖို့ကြီးကိုသူ့သောင်းမှာသူက၄ဘေးခံထားတယ် အဲ့လေးဘိတ်ကလည်းအောက်နှစ်ပင်ကျော်မှာ၄ခါ၄ဘိတ်လိုရိုက်တယ်အောက်တစ်ပင်ကျော်မှာလည်း၃ဘိတ်လိုရိုက်တယ်အဲ့လိုရိုက်ထားခြင်းကြောင့်သူ့အောက်မှာထွက်တဲ့ဒီ6 9 6ကနှစ်နှစ်ကျော်ကကျွန်တော်တို့669ကိုဒီ6 9 6နဲ့၃ပေါင်းပေါင်းချင်းတစ်ဖြစ်ပြီးတော့ဒါ6 696ဆိုပြီးတော့ဒါနှစ်ပင်နှစ်နှစ်ကျော်ကနေထွက်ခဲ့တာပေါ့နော်အဲ့လိုထွက်တဲ့အတွက်သူ့အောက်မှာထွက်မဲ့ခဏကသူ့ရဲ့ဘေးနစ်ကကျွန်တော်တို့၄ခါတစ်ပရိရဲ့အောက်ကခဏမဲ့အညီပေးခဲ့မယ်ဆိုရင်ပေါ့နော်ဒါ6 3 6ဆိုပြီးတော့ ထိုးရမှာပေါ့နော်ဒီ696ဝန်းကျင်နဲ့လည်းညီတယ်ဘေးနစ်ကကနန်းနဲ့လည်းညီတယ်ပေါ့နော်အဲ696ဝန်းကျင်နဲ့ဆိုကျွန်တော်အဲ့နှစ်ဘက်ကိုနှစ်သက်တယ်ပေါ့ဗျာကျွန်တော်ကြိုက်တာပြောတာနော်အဲအပိုင်းကတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အားလုံးပဲကံကောင်းကြပါလို့ညီတယ်